စစ်ကောင်စီအနေနဲ့2025ခုနှစ်ဒီဇင်ဘာလကောင်တာမတ်မိုး2026ဇန်နဝါရီလမှာရုပ်ောက်ပဲကိုကျင်းပတ်မယ်လို့တက္ကပါလုံးတီအောင်တရားဝင်ထုတ်ပေါ်ပြောကြားထားတာကြောင့်မဖြစ်မနေကျင်းပတ်ပြီးသွားမှာဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးတဲ့သူရှင်းနေဦးချင်းမြင့်ကအားရခတိုင်းကိုပြောပါရယ်စစ်ကောင်စီဥက္ကဋ္ဌမြန်မာနှစ်တကူကာလ21ရက်နေ့ကနှုတ်ဆက်စကားပြောကြားခဲ့ရမှာ2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့ရည်ရွယ်ထားတဲ့အခြေအနေရုပ်ောက်ပဲအောင်မြင်ဖို့အတွက်ပြည်သူလူထုတွေပါဝင်ပေးကြဖို့ထည့်သွင်းပြောဆိုထားပါရယ် စစ်ကောင်စီကအခုတစ်ခေါက်ရွေးကောက်ပွဲပြုလုပ်ဖို့ကိုတရုတ်ယူရှားပါဝင်အာဆီယံနိုင်ငံတွေကိုပါကတိကဝတ်ပေးထားတာကြောင့်မကျင်းပလို့မဖြစ်တဲ့အနေအထားဖြစ်နေရလို့နိုင်ငံလေးတွေကသုံးနေသူရှင့်နေဦးကြီးမင်းကအားရကတိုင်ကိုပြောပါတယ်ဒီရုတ်ကမင်းတို့တော်ပြီတော်တော့ပြီမင်းတို့ငားရဲ့၆ခါကျဲလို့ငါမျက်နာလည်းကြီးအောင်မင်းတို့လိမ့်စားနေတာငါမင်းတို့ထောက်ခံနေရတာပြောလို့သာရွေးကောက်ပွဲကိုအခုအတိအကျကဘာယူဂရီးပေးထားတာလေဒီတစ်ခါလိမ့်မရတော့ဘူးဒီတစ်ခါဝိုင်းကြီးချုပ်ထားပြီးရုရှားတို့ အဲ့ဒါတရုတ်တို့အင်တန်ကြီး ASEAN တို့နဲ့ဝိုင်းကျုပ်ချုပ်ထားပြီးရွေးကောက်ပွဲမလုပ်လို့ရှိရင်အခွင့်အရေးတော်ရမှာမဟုတ်ဘူးစကောင်းဒီဟာ2020ခုနှစ်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအနိုင်ရပါတီ NLD ကိုမဲမတအောင်ပြုတ်တယ်ဆိုပြီး2021ဖေဖော်ဝါရီလတရက်နေ့မှာနိုင်ငံတော်အနာကိုတင်ပိုက်လိုက်တာပါ ဲ့ဒီတော့ကယူကော်ဝေကိုအမြန်ကျင်းပါပြီအရတအစိုးရထံကိုပြန်လည်လည်ပြောင်းပေးမယ်လို့ဆိုပေမဲ့လည်းနိုင်ငံရေးမတည်ငြိမ်မှုကိုအကြောင်းပြပြီး၆လတည်းချင်းတက်တန်းတိုးလာခဲ့တာကဒီကနေ့အချိန်ကြီးပဲဖြစ်ပါတယ်စစ်ကောင်စီကအာဏာသိမ်းခဲ့တဲ့ကယူကော်ဝေပြုလုပ်လို့ရတယ်ဆိုပေမဲ့အာဏာရှင်စနစ်ကိုဆွဲတဲ့ရှင်နေတာကြောင့်ယူကော်ဝေမလုပ်ဘဲနေခဲ့တာဖြစ်တယ်လို့နိုင်ငံရေးလင်းလျာတုံးတဲ့သူအရှင်းနေဦးကြည်မင်းကအားရခတိုင်ကိုပြောပါတယ်လေတော့ဘွဲကလိန်မဲ့ရေကောက်ဘွဲပဲလိန်နာပဲချင်းထလိန်လေတည်င်းနေထလိန်နဲ့လိန်နာပဲပေါ့ ဘာမှမတွေ့ရဘူးအရင်ကတည်းကလွန်ခဲ့တဲ့ငါးနှစ်ကလည်းပဲမျိုးတော့ပွဲလို့ရတာပဲတမင်းတက်အာနာရှင်စနစ်ကိုဆွဲဆန့်သွားခြင်းလို့မလုပ်ဖဲနေတာလုံးလို့ရတယ်လိမ့်မာလေလိမ့်မာဆိုတော့ဘာချင်းသာတည်င်းတို့ထားလိမ့်လဲလိမ့်လို့ရတယ် လက်ရှိမှာမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့လက်နက်ကိုင်ပြည်ပခါတွေကြောင့်စစ်ကောင်စီဘက်မှမြို့နယ်ပေါင်း90ကျော်စစ်ထဏာကျောက်အရှုံနဲ့စစ်စခန်းပေါင်းယာကြီးတို့ကိုလက်လွတ်ဆုံးချုံထားရတဲ့အနေအထားပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မတီကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမှုရှိနေပြီးရွေးကောက်ပွဲပါဝင်ရင်းတဲ့ပါတီတွေအနေနဲ့မေလ9ရက်နေ့နောက်ဆုံးတာမှတ်ပုံတင်ပေးဖို့လည်းတည်င်းထုတ်ပြန်ထားပါတယ်။